ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမထက်ထက်အောင်ပါဟုတ်ပြီ33နှစ်ပါဆရာကြီးအရွယ်ကောင်းနေတော့မေးကြဟုတ်ကဲ့ပါဆရာကြီးနေပြီးတော့ပါဟုတ်ပြီဗျာဆေးအယောင်းဝန်တန်းပါဆရာကြီးဆေးအယောင်းဝန်တန်းဟုတ်ပြီသူသူဒီအယောင်းဝန်တန်းရဲ့သဘောတရားပါဆရာကြီးရဲ့စိုင်းကဲနဲ့ဟိုဘယ်လိုခေါ်မလဲဟိုလှည့်ရတာပေါ့လှည့်ရတာပေါ့အဲ့လိုမျိုးလေးတွေရှိတာပါ ဆရာကြီးရှင်တဲ့အစာရင်ယောဂဖြစ်တာတဲ့ငါးနှစ်နီးပါးရှိနေပါပြီတဲ့ဟုတ်ပြီဆဲတော့လိုက်ပြောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်တဲ့ဟုတ်ပြီအခုတဲ့ဘိုက်ဘဲဘဲချမ်းယောညာဘဲချမ်းယောအရှိုက်ဘေးယောတဲ့နောက်ကျောယောတဲ့အောက်ပါတယ်တဲ့ခန္ဓာကိုယ်အပေါ်တစ်ပိုင်းလုံးချက်အပေါ်တစ်ပိုင်းလုံးမှာဟုတ်ကဲ့ခံစားနေရတာပါခံစားနေရဟုတ်အဲ့ဒါတကယ်တော့အသက်ဝဝရှူတာနဲ့ကိုတက်တာတက်တယ်သူဟုတ်ကဲ့ဆရာကြီးနော် အသက်ရှူတာကိုအောင်နာမယ်ဆိုရင်အန္တရာယ်ရှိတယ်။တချို့ကစိတ်တစ်ခုပင်ပန်းလာလို့ရှိရင်သတိထားကြည့်။ပင်ပန်းသွားပြီဆိုရင်အသက်မရှူတော့ဘူး။ဟုတ်ကဲ့ဆရာ။ဘေးကနေဟဲ့ဘာလို့နေလဲပြီးတော့မှရှူအသက်ဆိုရင်အဲ့ဒီမှာအသက်ဆိုဘာခေါ်တာလဲ။လေပါဆရာလေပေါ်တယ်မြေဟုတ်ကဲ့ဆရာလေဘဝရှူရမယ်ဟုတ်ကဲ့ဆရာတွေ့တာလေတက်ပြတာ哦ဟုတ်ကဲ့ဆရာနှာခေါင်းကရှူသိမ့်မယ်ဟုတ်ကဲ့ဆရာ ပါဇက်ကပြန်ထုတ်မယ်ဟုတ်ကဲ့ပါဆရာဟာအကုန်ထုတ်ယူသွင်းဟာပြန်ထုတ်အဲ့လိုအကြိမ်20လောက်လို့ဟုတ်ကဲ့ပါဆရာအားပါလို့နော်ခဏလေးထိုင်လို့လိုက်ပြီးရင်သွားရရှိသွားလှုပ်ရှားရှိလို့နှစ်နာရီလောက်နေတခါလို့အဲ့လိုလို့ရှင်ကို3ရက်လောက်တင်ပါဦးဒါတက်တာတော့မှာဟုတ်ကဲ့လေငတ်နာသူတကယ်တော့ဟုတ်ကဲ့ဆရာလေငတ်နာလေပြက်နေတာဟုတ်ကဲ့ပါဆရာနော် ူကသူကရေးထားတာအာထရာဆောင်းရိုက်တော့တဲ့အစာအိမ်ရောင်တယ်လို့သိရပါတယ်ဟိုအဲ့ဒါတော့ဟိုကပြောမှာဒါရှာဖွေတဲ့ညစ်နေရှာဖွေတော့မှန်ပါပဲဟုတ်ကဲ့ဆရာရောင်တယ်ဆိုတာလည်းပြရတော့လီထိုးထားတော့တင်းနေတယ်လို့ပဲပေါ့ဟုတ်ကဲ့ဆရာဒါဝါရော့တက်ပြတ်ထားပါပဲဟုတ်ကဲ့ဆရာအယူဆအတူတူပါပဲဟုတ်ကဲ့ပါဆရာစေးတော့ရင်းနဲ့ဘိုက်အောင်တာတက်တာပဲမဲတဲ့နောက်ကျောကအောက်ပါတယ်တဲ့ဟုတ်ပြီဘယ်လက်ချီဇက်ကြောထီးတယ်ကြိုက်ပါတယ်တဲ့ဟုတ်ပြီ အဲ့တော့နောက်ကျောင်းအောင်တက်တာအောင်လို့တဲ့လိမ့်စေးပဲကြံတော့တာပေါ့နော်ခုနကလေးရှူအောင်ဆိုတော့ဟာလေးရှူမယ်လေဟုတ်ကဲ့နောက်လိမ့်စေးလေးလိမ့်မှာလိမ့်စေးလေးဟာလိမ့်စေးကနှမျိုးရှူရအပူအေးမှာအပူဆိုဘာမှမလိမ့်မှာနဲ့ဟုတ်ကဲ့ပါဆရာဥမာနတ်သဖြူတောင်တန်းကြီးတောင်မလိမ့်မှာနဲ့ဟုတ်ကဲ့ပါဆရာအိမ်မှာရှိတဲ့တနခါကရမဲ့ဟုတ်ကဲ့ပါဆရာအဲ့လိုလိမ့်ပြီးပါနော်ဟုတ်ကဲ့ပါဆရာလိမ့်လဲလိမ့်မယ်လိမ့်ပြီးတိုင်းလိမ့်ပြန်လည်းပဲတကောတကောရက်ပါဟုတ်ကဲ့ပါဆရာအဲ့လိုလို့ရှင်ကိုတက်တော့တက်တာဒီနဲ့အကုန်ကြမများပဲ ပျောက်သွားပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ပါရှင်ကြပါစီဗျာ